ကျောင်းသားဟောင်းတွေပြန်ဆောင်တွေ့ကြတယ်ရန်ကုန်စစ်ပွဲရေးတက္ကသိုလ်20ဒဂျင်းမြောက်အာစရိယပူဇော်ပွဲမှာကျောင်းသူကျောင်းသားတွေနဲ့အတူနမဲကျော်တေးတန်ရှင်တွေပျော်ပျော်ရွှင်ရွှင်ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်ရန်ကုန်စစ်ပွဲရေးတက္ကသိုလ်အာစရိယပူဇော်ပွဲဖျော်ဖြေပွဲမှာအဆိုရောအကရောမြန်းမြန်းဆိုင်ဆိုင်တင်ဆက်စေတာဟာစစ်ပွဲရေးတက္ကသိုလ်ကျောင်းသားတွေအားလုံးစီးလုံးညီညွတ်ပျော်ရွှင်ဖို့ဖြစ်တယ်လို့ နှစ်စဉ်နှစ်တိုင်းကျင်းပသွားမယ်လို့ဆိုလာသူကဒေါက်တာခင်မေတန်းပါကျမတို့စီပွားရေးတက်ကတော့ဒီလိုနှစ်တိုင်းပေါ့နော်အာစရိယပူဇော်ဝဲကျင်းပတယ်အကြောင်းရဲ့ဒီထူထောင်တဲ့အထိမ်းအမှတ်နဲ့ပေါ့နော်ဒီဟိုဆွေတုလည်းကျင်းပခဲ့ပြီးပြီးဆရာမတို့ရဲ့စီပွားရေးတက်ကရဲ့ဒီကျောင်းစင်းကျောင်းလူကျောင်းသားတွေအားလုံးကလေဟိုစီးလုံးညီညွတ်စွာနဲ့လေဆရာမတို့ကဟိုပျော်ရွှင်စွာနဲ့ပေါ့နော်ဟိုစုပေါင်းပြီးတော့ဖျော်ဖြေတဲ့ပွဲဖြစ်ပါတယ်အခုညနေပွဲရတယ်ဖေဖော်ဝါရီလထဲမှာပွဲယူဖို့စောင့်နေတဲ့ရန်ကုန်စီပွားရေးတက်ကကျောင်းသူစုဤထက်ဟာ၂၁ကြိမ်မြောက အာစရိယပူဇော်ပွဲမှာပါဝင်ဖျော်ဖြေခဲ့သူတူပါအမှုပညာကိုဝါသနာပါတဲ့စုရီထက်တရာကျောင်းကိုပြန်ပြီးအထောက်အကူပြုသွားမယ်အကြောင်းကိုအခုလိုပဲအားရဝမ်းသာပြောပြခဲ့ပါတယ်အနုပညာတော်ဝါနာပါအနုပညာသေးတော်ဝါသနာပါသလားဟိုတက်နိုင်တော်ညီမလုပ်ဖို့လည်းရှိရဲ့ပြီးတော့ဒီအကြောင်းနဲ့ပတ်သက်တဲ့ဟိုညီမတို့ CPA ပေါ့ဆက်တက်ဖို့ရအတွက်ညီမအခု CPA ဆက်တက်ဖို့စောင့်နေရပါတော့เนาะဒီအကြောင်းကိုလည်းအများကြီးပြန်ပြီးတော့အထောက်အကူပြုနေတဲ့လူတယောက်ဖြစ်ချင်ပါတယ်ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၁ချိန်မြောက်အာစရိယပူဇော်ပွဲဖျော်ဖြေပွဲမှာနာမည်ကျော်တေးသံရှင်တွေ ဖြစ်ကြတဲ့တူတူဂျေမာမောင်ဟေမာနေဝင်းမေဆွီမီမီဝင်းဖေးဆန်းဆန်းခလိုင်ဖြူဖြူကျော်သိန်းနဲ့ရေဘကာဝင်းတို့ကပါဝင်ကူညီဖျော်ဖြေပေးခဲ့ကြပါတယ်။အာစရိယပူဇော်ပွဲမှာပါဝင်ဖျော်ဖြေခဲ့တဲ့အဆိုတော်ရေဘကာဝင်းဟာရန်ကုန်စစ်ဘောရဲ့တက္ကသိုလ်ပြောင်းသူဟောင်းတဦးလည်းဖြစ်ပါတယ်။ဟုတ်ကဲ့အမတ်တရတော့အများကြီးပါပဲ MBA ဆိုတော့အရင် stress များအောင်ပေါ့နော်ဆောင်းမွေးအများကြီးထိရတယ်အဲ့ဒါတော့မတရပါပဲဟုတ်ကဲ့အခုကတော့အမျိုးသားနဲ့အတူစီးပွားရေးပဲလုပ်နေပါတယ်